အားလုံးပဲမင်္ဂလာပါရှင်ခရီယွန်ဘရမပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါအေးပြပြချင်းတဲ့အကြောင်းအရာလေးကတော့မလစ်ကာဘတ်ဂျက်ထရစ်အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင် တကယ်လို့စိတ်ဝင်စားတဲ့ဆိုလို့ရှင်အဆုံးထိကြည့်ရှုပေးကြပါနော်အေးသွားတာကတော့စင်ကာပူတူမလက်ကာပေါ့နော်ကားနဲ့ပဲသွားတာဖြစ်ပါတယ် ဘက်စကားကားကတော့သူက23 HD ပဲကြားတယ်ပေါ့နော်အသွားတချောင်းစာကိုအာသူကဟိုနေရပုံမူတည်ပြီးတော့ rain တွေ꽌ွားတာဖြစ်မယ်ထင်ပါတယ် A ကတော့ Serangoon Amadi ကနေပြီးတော့စီတာပေါ့နော် Serangoon Amadi ကနေ pick up point ဟိုကနေပြီးတော့အာ Heritage Hotel ဆိုလာပါလားမသိဘူးအဲ့ကနေပြီးတော့ဆင်းပြီးတော့အာ hotel ကိုလမ်းလျှောက်လို့ရတဲ့ walking distance ပေါ့နော်အလားကြောင့်မလို့အိမ်မှာဆင်းပါတယ် သွားတာကတော့ဒီလိုမျိုး highway bus ကားတွေနဲ့ပဲသွားတာပေါ့เนาะသွားတဲ့ကြာချိန်က6နိုင်လောက်ကြာတယ်ပေါ့เนาะတကယ်တကယ်ပုံမှန်အားဖြင့်ကတော့3နိုင်ပဲကြာတာ immigration မှာကြာတာနဲ့ကားချမ်းဖြစ်တာနဲ့ဆိုလို့ရှိရင်6နိုင်လောက်တော့ကြာပါတယ်ပြီးတော့ hotel မှာဆိုလို့ရှင် hotel တဲခါကလည်းအာ double room တစ်ခန်းကို2ည8ကို95ဒေါ်လာပေါ့เนาะ breakfast အပီးကို အာဟိုတယ်နာမည်ကတော့ဒီအခုပုံမှန်ပြထားတဲ့နာမည်ပါဆဆဝင်နေဆိုလို့ရှင် reservation ကောင်တာရှိတယ်ပြီးတော့ကြတော့သူ့ကို deposit အနေနဲ့သူတို့တရား cash ပေါ့နော် RM ပေးရပါတယ်ပြီးတော့ကြတော့20ဒေါ်လာအ20 RM ကိုလည်းပေးရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့က heritage အဲဝင်နေဆိုတဲ့အတွက်ကြောင့်မို့အဲ20ဒေါ်လာ RM ကပေးခဲ့ရတာပေါ့နော် ဒါကတော့ဝင်လို့ရှင် တွေးရမယ် lobby ပေါ့နော်ဒါတော့အပေါ်ထပ်မှာရှိနေတဲ့ lobby area ပါဒါကတော့တပည့် room ကိုဆက်ဆဝင်နေ ဖြိုးပေါ့နော်သူ့မှာဟိုဥစားတွေပါပါတယ်မီးဘူးတွေရောမီးဘူးတိုက်တဲ့ဆင်ရော hair dryer တွေရောပါတယ်ပေါ့နော် facility ကတော့အဆုံးပဲအာ room core service လေး wake up call လည်းပါတယ်ပေါ့နော်ဈေးနဲ့ပြင်မဲ့အဆင်ပြေတဲ့ hotel လေးပါပေါ့နော်3 star လာမသိဘူးအဲရိုတော့ budget trip ဆိုတော့ဈေးနဲ့အအဆင်ပြေမဲ့ကိုရှောက်လည်မဲ့နီးနီးနနာနေရာလေးကိုအဘုံလောက်ဖြစ်တယ်ပေါ့နော် အနက်စာဘူဖေးပါဒါပေမဲ့အရန်ပန်းညံတို့ဘာလို့အလိုများတယ်ပေါ့နော် ကော်ဖီရတော့အေးတောက်ကတာအဆင်ပြေပါတယ်ပောင်မုတ်လည်းရတယ်အာအရန်ပန်းညံတွေလည်းရတယ်ပြီးတော့ကြအချိုပွဲအတွက်ကကြဖရဲသီးတို့ဟိုဆက်လက်ရွက်တို့အဲ့အဲ့ဟာပေါ့နော်ဒါကကြတော့အာဒီဟာလည်းရှိတယ်ပေါ့နော် ါပါရှင်။ဒီကတော့တော်တော်ကျင်းတယ်ပေါ့နော်။ဒါကတော့ဒီမလက်ကာရဲ့ tourist attraction နဲ့ရာဖြစ်တဲ့ red square ပေါ့နော် red square area ပေါ့နော်တကယ်လို့ဒီလေပတ်တဲ့အကြောင်းအရာတွေနဲ့သိချင်တဲ့ဆိုလို့ရှင်เนาะအာနောက်ဗီဒီယိုလုပ်ပေးထားတယ်ပေါ့နော်အောက်မှာလည်း link ချပေးထားပါမယ်အဲ့မှာသွားကြည့်လို့ရပါတယ်เนาะ အေးအခုသွားတဲ့မလကာ trip ကနှစ်ည8ရက်ကိုစင်ကာပူဒေါ်လာ200ကုန်လဲပေါ့เนาะ budget trip ပါ음သူကတရာကားကြတော့အော်ကားကားက50အဟိုတယ်ကားက50ပဲထားလိုက်ပေါ့เนาะတရာနောက်ထပ်ပို့တဲ့တရာကို cash လေးဝတာပါအလုံးပေါင်း total 200လောက်ပဲစင်ကာပူဒေါ်လာ200လောက်ပဲကုန်တာပါရှင်ဟာတောက်တာကားကြတော့လူတယောက်ကိုတနက်စား ဒါ 1rm ကနေပြီးတော့ 15rm လောက်ထိပဲရှိရောပါ cash ကတော့လဲဝါတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အိုင်မာကလဲစရာဆိုလို့ museum တို့ night market တို့ပဲများတာပေါ့နော်အဲ့တော့အာ cash ကတော်တော်အကူ၃ရင်၃ချင်းတလောက်လဲဝါတင်ပါတယ် ဗီဇာကကြတော့သူတို့ shopping center mall ပေါ့နော် mall ကြီးတွေမှာပြီးတော့ကြ ticket counter တချို့ ticket counter တွေမှာဗီဇာပေးလို့ရပါတယ်တော်တော်များများညာဈေးတန်းမှာဆိုလို့ရှင်เนาะ cash နဲ့ပဲရှင်းတာဖြစ်ပါတယ် ဒီမှာဆိုလို့ရှိရင် red square shape ကဒူရင်ခြံတိုဆိုင်ပေါ့နော် a side မှာဆိုလို့ရှိရင်ဒူရင်သီးနဲ့ပတ်သက်တဲ့ခြံတိုမြည်ကြည့်တက်ပါတယ်အဲစားလို့ကောင်းတယ်ပေါ့နော်အာ session အမ်ပဲကြပါတယ်ဒီဆိုင်ကကြတော့ visa နဲ့ပြီးလို့ရတယ်ပေါ့နော် visa နဲ့ပြီးလို့ရတဲ့ဆိုင်တွေကတော့နေတယ်ပေါ့နော် ညာဘက်ကနာဘက်တောက်လျှောက်ပေါ့နော်ဆိုင်နေမှာထိုင်နေဆိုလို့ရှိရင်လေအတချို့ဆိုင်တွေကဗီဇာနဲ့ရပါတယ်အခုအေးထိုင်တဲ့ဆိုင်လေးဗီဇာနဲ့ရတယ်ပေါ့နော်အဲဆိုင်မှာကော်ဖီရဲပြီးတော့ကြတော့အလူချောင်းကြော်ရဲမဆိုးပြီးတော့စတီတွေလည်းအဆင်ပြေပါတယ် ီးတော့ညာဘက်ကြလို့ရှင်သူတို့တွေကစိုက်ကားအဲ့လိုမျိုးမီးတွေထုံးပြီးတော့စိုက်ကားနဲ့သူဒီနေရာပေါ့နော် tourist attraction ရှိတဲ့နေရာလေးတွေကိုခေါ်ဝါပေးတာပေါ့နော်အဲ့ဒါကို minute အလိုက်သူတို့တွေကခြားခြား scout ပြီးတော့ယူတာပေါ့နော်အိုက်ဆိုင်ကြိုက်ခါကတော့15မိနစ်ကို15 rm ရှိတယ်ပေါ့နော်အေးဟာတော့အေးမစည်းကြည့်ခဲ့ပါဘူး ဒါကတော့မြကန်းပေးတောက်လျှောက်မှာဖြစ်တဲ့အာနေ့လေပိုင်းသွားလို့ရှင်ပို့အဆင်ပြေတယ်ပေါ့နော်ဒီလမ်းကြားလေးဒါဆိုလို့ရှင်နာမည်ကြီးတဲ့လမ်းကြားပေါ့နော်ဒီ tourist attraction ရှိတဲ့အာဓာတ်ပုံကိုရိုက်လို့ကောင်းတဲ့နေရာပေါ့နော်သူကနေ့လေဘက်ဆိုလို့ရှင်ပို့လှတယ်ညဘက်ဆိုလို့ရှင်တော့တိတ်ပြီးတော့မပို့ဘူးပေါ့နော်ဒီ TV နဲ့ရန်စေးရေးတွေက ဒါကတော့သူတို့ရှိမှာနာမည်ကြီးတဲ့ rice ball chicken rice ball เนาะအဲ့ဒါကငငယ်ကကိုယ်အနေနဲ့ကတော့ငငယ်ကမမအာအင်ကအမေခွန်ကျွေးတဲ့စက်သားထမင်းလုံးအရာတာနဲ့သွားတူတော့ပေါ့เนาะ ဒီမှာကတော်တော်များများဘာမှသိတော့မရှိဘူးဒါပေမဲ့လမ်းရှောင်းရတယ်ပြီးတော့ကြတော့ဒီလိုလာမယ်ဆိုလို့ရှင်ဆန်ခရင်လေးကိုဆောင်းလာစီခြင်းနဲ့ပေါ့နော်နေကအရင်ပြင်ပါတယ်ညာဘက်ဆိုလို့ရှင်ည12နာရီလောက်ထိစီတယ်ပေါ့နော်မနေ့ကလို့ရှင်တော့တော်တော်တန်ရုံဆိုင်နေကမဖွင့်သေးပါဘူး မြူစီယံတွေတော့များပါတယ်။သွားဆရာမြူစီယံတွေများတယ်။လေဆရာညာဈေးတန်းမှာမုတ်စားတာတွေပါတယ်များတယ်။ကျန်တဲ့ဟာတော့အတ္တပတိကတော့အဲဈေးဝယ်ချင်တဲ့လူတွေအတွက်ကကြတော့ဒီမှာ brand ကုန်တိုက်တွေရှိတယ်ပေါ့နော် brand တစိတ်တွေနဲ့စင်ကာပူထပ်စားလို့ရှင်တော့ဈေးသက်သာတယ်ပေါ့နော်။ကိုကအိမ်မယူခြင်းဘူး။ဒီမှာရောက်မှဝယ်ရင်လည်းအာအဆင်ပြေပါတယ်လို့ အဓိကကကြတော့ညာစီတန်းရင်အာဆန်ဆက်ကြည်တာရဲ့ပြီးတော့ UNESCO area ဖေရင်လေးကို ကြည်တာရဲ့အဲ့ဒါကြောင့်မလို့ tourist attraction ရှိနေတာပါရှင်အေးရဲ့ channel လေးကိုကြည့်ကြတဲ့ဆိုလို့ရှင် like and subscribe လေးလုပ်ထားပေးပါเนาะနောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့မယ်တတား